OK，啊，嘛比罗比啊比啊比啊的呢。你那班的狗，那领东西吃吃，你吃酒，你过呀得吃狗。那班草，哎草，领草草养，领草狗，你那老土鸟，领别的草土鸟养。那班哩，那草草属于那养。你草狗，你那老多，你可能草来逗一下。 နံပါတ်9 9 3ညာဆိုလေကတော့9လူရိုက်တယ်အဲ့ဒီနံပါတ်3ညာဒီနှလုံး9ငါ brain နဲ့3ညာနဲ့ပေါ့ငါရိုက်တယ်လို့အဲ့ဒီနံပါတ်2ကနားထဲတော့ဘကြီးနဲ့ထဲတော့ကောင်းလိုက်မယ်နော်ဘကြီးနဲ့ထဲမယ်ကနားဆိုရင်တော့ဒီကနားနှလုံး၄ရေဒီ3လုံး၄ရေဆိုရင်10လို့ဖြစ်တယ်ဒီကနန်းနှလုံးတုံညာရဲ့ဒီကနန်းတုံးလို့ရှေ့ဆိုရှစ်လို့ဖြစ်တယ် ဒီကန္တန်းလုံးတည့်ရည်ဒီကန္တန်းသုံးလုံးခွင့်ရည်ဆိုရှစ်လူရိုက်တယ်ဒီကန္တန်းလုံးတုံညာရည်ဒီကန္တန်းသုံးလုံးရှစ်ရည်ဆိုသူကဘာလို့ရိုက်လဲဆိုရှစ်လူရိုက်တယ်ဆိုနံပါတ်၄နာအဲ့ဒါဘာလို့ရိုက်ချင်းလဲဆိုတော့ဒီကန္တန်းလုံး၄ကိုဒီသုံးလုံး၄နဲ့ကိုသူကရှစ်လူသွားရိုက်တယ်ဗျာအဲ့လိုရှစ်လူသွားရိုက်တယ် ဒီကနန်းလုံးတုံများဟိုဒီကနန်းကိုသုံးရှင်းတဲ့ဟိုရှစ်လို့တွားရိုက်တယ်ဒီကနန်းလုံးတက်ကိုဒီကနန်းသုံးလုံးခွန်တဲ့ဟိုဒီကရှစ်လို့တွားရိုက်တယ်ဒီကနန်းလုံးတုံများဟိုဒီကနန်းသုံးလုံးရှင်းတဲ့ရှစ်လို့တွားရိုက်တယ်ဆိုရင်နံပါတ်5ဆိုရင်ကနန်းဒီကနန်းသုံးလုံးခွန်ဖြစ်သွားပြီအဲ့ခွန်တဲ့ဒီကနန်းလုံးရှင်းတဲ့ဒီနံပါတ်5ဆိုရင်ကနန်းရိုက်တယ်6 6လို့ရသွားလို့ရှင်ဒီကနန်းက3 6လို့ဖြစ်သွားတယ် အဲ့ဒီ6နဲ့ဒီကနန်းလုံးတုံညာဆိုအဲ့ဒီနံပါတ်6ဆိုဒီကနေ့ရသွားလေဒီမှာ66လို့ထဲလာလို့ရှိရင်ဒီကနာ39လို့ဖြစ်သွားလေအဲ့ဒီ3လုံး9နဲ့ဒီကနန်းလုံး9ဆိုနောက်ကနံပါတ်6ဆိုဒီကနေ့ပြန်ထည့်သွားလေခုနံပါတ်3ညာနဲ့4နဲ့ထဲလိုက်လို့ရှိရင်ဒီကနာ35ဖြစ်သည်4ရအောင်ဒီ9နဲ့ဒီကနန်း3လုံး9နဲ့နော်ကျွန်တော်ဒီနှလုံး9နဲ့ဆိုရင်ဟုတ်လား9နဲ့9နဲ့ဆိုလို့ရှိရင် ကောင်းလေးဖြစ်သွားလိမ့်မယ်နော်အဲ့လိုမျိုးသွားရရင်မလားနော်ဒါ3ငုံ9နဲ့ဒီနှလုံး9နဲ့လေးတစ်ကြည့်ရလေကနမဆောလာလာကြာပြီပြနော်အဲ့ဒီနံပါတ်1ဆိုရင်ကနလေးအဲ့ဒါလေးရလေကျွန်တော်ထည့်တွင်းပြီးတော့ဆော့ချင်နေပြနော်အဲ့ဒီတုံညာ1ဆိုရင်ကနလေးတွဲလေဆော့ချင်နေအဲ့ဒါမိမိနေနေပေါ့လေဒီကောင်ဒီ connection နဲ့ဒီနောက်9ကိုထဲမအောင် ဒီ၃လုံး၆နဲ့ဒီနှလုံးသူ့ညာဒီနောက်၆ထဲမှာဒီ၃လုံး၉နဲ့ဒီနှလုံးခေါ်နောက်၆ပြန်ထည့်ပြီးတော့ဆောပါဘူး။နော်အဲ့တော့ဒီကဒီ၃လုံး၅နဲ့ဒီနှလုံး၉နဲ့နောက်၄ကိုဒါကနန်းဆောသွားနိုင်တယ်ပေါ့လေနော်။သူအဲ့လိုမျိုးဆောတဲ့၃ညာတလေးပေါ်တော့အဲကနန်းဆောတာနည်းနည်းကျွန်တော်နံပါတ်၁ကြည့်ရဗျာ။ 给他别嘛养的那种嘛，地你都烤干咯，看满的我了，看满的地基了，给他说嘛啦我了，那们都啊，活了平的地看喽，北家了东龙多平的地，北东龙多平的地看，叫你那不顾标签的说的，你东龙东的你古边那路也家没说人家呢。你东龙宽的你桥北那东路也没说人家的。 ဒီသုံးလုံးသုံးတဲ့ tip break ကိုလေးလို့ရိုက်ချင်းတော့ရတယ်ဒီသုံးလုံးနဲ့နဲ့ဒီသုံး plane နဲ့ငါဆိုပြီးတော့သုံးရ6လေးရတယ်ဒါလည်းသုံးလုံးကနေဖြစ်တယ်ဗျနော်သူကသုံးလုံးများသက်ထွန်းနေပါပီးရနော်ပီးရသုံးရ1လေး6လေးဗျာကောယူအင်းများဒုံနေမလားမသိဘူးနော်အဲ့တော့အဲ့တော့လေးမကြိုက်ဘူးဆိုရင်ဟွန်းဟိုလေလေးကိုပဲနော်ကိုလေကိုပဲအဲ့တော့ပီးလွတ်တဲ့ကနေ့ချာကြည့်မယ်ဆိုရင် အာအားကြတော့မသိအားနာနေပြန်တော့ကျွန်တော်လေးတင်းတင်းလေးလေးကိုလူလေးလေးကိုကျွန်တော် YouTube မှာပဲတင်နေတော့လေကိုလူလေးလေးဘာပဲဖြစ်ဖြစ်ကနလေးအတီချေကြီးချင်းမှာပဲဆိုတော့လေအတတကြီးပြောအပ်ခြင်းတော့ဖြစ်နေပြန်နော်ကျွန်တော်လူတွေအရင်ပေါက်စီချင်းနေပြီလေကျွန်တော်လည်းတအားပေါက်စီချင်းနေလို့ ပြောပြလားအမှန်ဒီတုံကြထိတ်ဆွဲတဘောဒါ66တုံများဆိုလေကနန်းဗျာဒီကောက်66တုံများလိုက်မေကနန်းတုံးလို့ရရည်ချင်းတဲ့ဒါကနန်းတင်ပြီးတဘောပဲဒါတော့ကျွန်တော်ဒီနှစ်ကြီးကနေကနန်းဆော်သေးတယ်ကနန်းပြောပြလားဒီရှစ်ကြီးကတုံးလို့အဒီ6ကြီးကတုံးလို့6ဆော်သေးတယ်နံပါတ်လေးကို166ဆော်ဒီ9ကို9တုံများတုံများဆော်တယ်6သိကို6ရှားတာဒီ6ကို6နံပါတ်တုံများဒီတုံများကိုချားချင်တဲ့ဘောကိုဆိုလိုပြီးတော့လေဒါကနန်းတွင်းတာပဲဖြစ်တယ် အဲ့တော့ကျွန်တော်တို့ဒီနောင်ငါကိုတိတန်လေးဆော်ရပါဗျနော်ဒါဆိုရင်တိတန်လေးဆော်ရနောင်ငါတိတန်ဆော်မလို့ဒီကနန်းနှလုံးခွန်ဖြစ်နေတယ်ဗျအဲ့ကနန်းနှလုံးခွန်ဒီကနန်းနှလုံးနဲ့တက်ထည်ပြီးမှရမယ်ဗျအဲ့တော့ဒီကနန်းနှလုံးနဲ့တက်ထည်ပြီးမှရမယ်နော်ဒါပါပါလေးနဲ့တွတ်ဆော်မယ်ဆိုဒီနေ့ကြီးတက်ပြစ်ထည်မှရအဲ့နေ့ကိုခွန်ပါလို့ဆိုကနန်းလို့တက်ထည်နေနော်အဲ့လိုတက်ထည်မှရမယ်သူက ဒီနေရာမှာကျတော့66ဆိုရယ်ကနနှစ်ဖြစ်နေတယ်ပဲဒီ66ဆိုရယ်ကနနှစ်ကလေးဖြစ်နေတယ်ဟာဒီကနနှလုံးနှစ်လေးဖြစ်နေတယ်နှစ်ကြီးကိုသွားစောပဲဆိုတော့ကျွန်တော်ဒီကခေါ်တရရမရမှာဒီကနနှလုံးခေါ်လေးတရပြီးမှန်တယ်လေအကနန်းရမှာပေါ့နော်ဒီကနနှလုံးခေါ်လေးတရရတာနှစ်ကြီးဖြစ်မှာပေါ့အဲ့တော့ဒီနေရာမှာဒီကနနှလုံးလေးလေးဖြစ်နေတယ်ပြီနော်ဒီကနန်းနှလုံးလေးလေးဖြစ်နေတယ်အဲဒီလေးကိုတည့်ရရင်တော့ကျွန်တော်ကိုးဆိုတဲ့သူပါပါလေးတည့်ရမှာရမှာ ဒီနံပါတ်နဲ့နံပါတ်ခိုးဘာတရိုင်မလဲကိုလိုတရိုင်တော့ရမယ်နော်ဒါကိုဆိုရကနလေးဒါမျိုးတရိုင်ရမယ်အခုထေထားတာဒီကနန်းနှလုံးတုံညာထေထားတယ်နာအင်္ဂနာနေရပါသေးဒီနှလုံးတုံညာလို့ထေထားတယ်တုံညာဆိုရင်တော့ကျွန်တော်တို့ကခွန်ဒီကနန်းနှလုံး9ပေါ့ဒီနှလုံး9ဆိုနံပါတ်ခိုးဆိုရကနလေးထေပြီးရမို့နော်ဒါလေးကပူတရတလားဗောနော်ဒါနှစ်ကိုခွန်ရိုက်တာတရတလားဗော ီနှလုံးခွန်ဆိုတဲ့ကနားကိုဒီနှလုံးနေရိုက်တာတရက်တလားပေါ့ဒီနှလုံးကိုးဆိုလို့ရှိရင်ဒီနှလုံးလေးလေးရိုက်တာတရက်တလားပေါ့ဒီနှလုံးတုံညာကိုဒီနှလုံးငားလို့ရိုက်တယ်နောက်ခွန်ရိုက်သူ့နေထားတယ်မဆိုးအောင်ဒီခွန်ဆိုတာဒီနှစ်ကြီးကရိုက်တာအဲ့ဒီနှစ်ကဒီ6 9ခွန်ဆိုတဲ့ကနားရိုက်တာနံပါတ်6ဆိုတာဒီ၄ရိုက်တာဒီ9ခွန်ရှိဒီနံပါတ်6ဒီ6ကြီးရိုက်တာ6 4 6 ဒီနံပါတ်6ဆိုတာဒီ358ကရိုက်နေကနေအဲ့အလျာနံပါတ်6ဟာဒီကော358ပြည့်ရိုက်တာဒီအလျာနံပါတ်6 646ရိုက်တာဒီအလျာနံပါတ်4က98ဆိုရယ်ကနေရိုက်တာဒီအနံပါတ်9ဆိုရယ်ကနေ698ဆိုရယ်ကနေအဲ့ကနေ၄လုံးရိုက်တာအဲ့အလေကနေနေရိုက်လာတာအဲ့တော့လေးတွေကဒီနှစ်ကိုခွန်လို့ခွန်နှစ်တို့ကိုလေးတို့၃ညာ၅ကိုကောင်းလေကောင်းနေပြီပြန်လာကြိုက်လာတာ ခြိုက်တင်တာဘုံတော့အဲ့လိုရိုက်တဲ့ဆိုလို့ရေကနတော့တော်တော်နောက်တယ်ကနမြေကိုယ်အထဲပြမယ်ကနနေနှခကြီးရတော့ရှိတယ်ခါလို့နှခကြီးထဲနေတော့ဒါသုံးလို့6ပြအဲ့6နှခသုံးလို့9လို့ဒါထဲပြတော့ဒါသုံးလို့4 4နှခကိုသုံးလို့ဒါသုံးလို့3 3နှခကိုသုံးလို့5လို့ ဒါသုံးလုံးငါးငါးနှစ်ခါကိုသုံးလုံးသုံးဆိုအဲ့မှာသုံးများ6ခေါ် तू ကလည်းပေမခံဘူးပြင်းနေလို့ဗျကနက်လာတယ်အဲ့သုံးပရိဆိုတာဒါသုံးလုံးသုံးသုံးနဲ့သုံးလုံးကိုနဲ့နှစ်ပြီဒါသုံးလုံးခေါ်ခေါ်နဲ့6နဲ့သုံးသုံးပြီသုံးလုံးသုံးသုံးနဲ့တင်းနဲ့၄၄ပြီ9ရိုက်မှဒီသုံးလုံးနဲ့နဲ့သုံးပရိနဲ့9ဆိုအဲ့ကောင်မျိုးကြတော့ဗျဒီသုံးလုံး6 6နှစ်ခါသုံးလုံးကိုဒါသုံးလုံး၄၄နှစ်ခါသုံးလုံးနဲ့ ta tu lu tu tu na khao tu lu nga ta tu lu nga yau do tu ye na kha tu lu tu the am do shi ku chong ma do di kong bring ji ne do ne tu ling nga sin do gai do gai di pui ya ma ya bu so le tbo ma yau ni le bian ကောက်ပီးရပြကျွန်တော်ပီးရလဲ20နဲ့တပည့်ရောက်လာတော့ဗျအဲကျွန်တော်တို့ကစဉ်းစားကြည့်တယ်ကောက်တုံညာခွန်6ရဲ့တော့တလုံးတော့ပေါ့စီစောစောကဒါကြီးရိုက်တော့လဲကနအဲ့မှာပြီးနေတော့ခက်နေတယ် အဲ့ဒီနံပါတ်၃ညခုံးကိုကျွန်တော်ဒီဖက်ဆောမနေရမှာအကောင်းဆုံးတစ်လုံးတော့ဗောနော်နံပါတ်၅ဆိုတော့ကောင်းပါလေနော်နံပါတ်၅လေထိုင်ဆိုတော့တချို့လည်းတော်တော်ဒီနေပါလေနော်အဲ့တော့သူ့ကိုအကောင်းဆုံးဒီနေဒီထဲကဆောရတော့မေဆိုတော့လေဒီကနားလေးနဲ့ဖြတ်လိုက်ကောင်းမတင်နဲ့လားဒီနံပါတ်6ရေဒီကနန်းလုံးတည့်ခွန်လေးနဲ့ဖြတ်လိုက် ဒီနံပါတ်ခေါ်ရဲ့ဒီကနန်းနှလုံး၃ညာခုံကလေးနဲ့ဖြစ်လိုက်ဒီနံပါတ်နဲ့ဒီကနန်းနှလုံး၅ရဲ့နံပါတ်ခေါ်နဲ့ဖြစ်လိုက်ဒီနံပါတ်နဲ့ဒီကနန်းနှလုံး၅နဲ့နံပါတ်ခေါ်လို့ဖြစ်လိုက်ရောပေါ့နော်ဒီ665ဆိုရခွန်ဒီဒီခွန်လေး6ဆိုရခွန်ဒီဒီ96ခွန်ဒီ98ခွန်ဆိုရကနန်းဒီခွန်ဒီဖြစ်သွားမယ်၃ညာ6ခွန်လို့ကနန်းဖြစ်လိုက်ကောင်းမလားပေါ့နော်ဘာဖြစ်လဲဆိုတော့ ပေချီပြီးတော့ကနန်းကတည်ပေးရတယ်ဆိုတော့လေအဲအဲ့လိုမျိုးပဲကနန်းထည့်ပေးလိုက်တာအဆင်ပြေမလားလို့လေဒါဒါ၃ညခွနဲ့ပတ်သက်လို့ကျွန်တော်နှစ်ခါနဲ့ကြည့်သေးတော့လေကနန်းတိတ်ပြီးတော့ဟိုမှာဖြစ်လို့ပေါ့ဗျာဒါအဲ့တော့နံပါတ်၈အနေနဲ့ပေါ့နော်နံပါတ်၈အနေနဲ့ပဲကနန်းဆုံးဖြစ်လိုက်တာကောင်းမလားပေါ့နော်အဲ့တော့နံပါတ်၈အနေနဲ့ပဲကနန်းထည့်ပြီးတော့၃ညခွပါလို့ ကျွန်တော်တို့ကုလူကန့်လေးများပေါ့ဗျာငါးပရိနှလုံးလေးများတည်ရိုက်မလားပေါ့နော်အဲ့ငါးပရိနှလုံးလေးခံပြီးတော့နှစ်နှစ်တက်ကို69ရှစ်နဲ့143တုံညာရှစ်ခွနဲ့ကစားလိုက်တဲ့နပင်ဘိုးလေးပေါ့လေအဲ့ဒါလေးငါးပရိနှလေးနေဒါတုံညာရှစ်ခွဆိုရင်နန်းလေးကတပါဝကြာသွားမလားပေါ့လေနော်ဒါမိမိနေနဲ့လေဒါအားတဲ့အချိန်လေးဒီမှာပြန်လေပြီးတော့စဉ်းစား ဝေဖန်လို့ရတော့ဗောနော်ကိုအားတဲ့ချိန်မှာကောင်းတာတော့ဒီတုံညာခွန်ကတော့ကောင်းတာဗောနော်တုံညာခွန်ဆိုရင်ကနန်းတော့ဒါကနန်းလိုက်ဖက်တဲ့နဗလီဒီရတော့အောက်ဝဲကြီးအပေါ်ဝဲကြီးကြီးလာတော့ဗောပြေနော်ဒီကဒီနှစ်ခွန်ရိုက်တာလေးတွေဒီခွန်တွေရိုက်တာတွေဒီကိုးလေးရိုက်တာတွေတုံညာငါးရိုက်တွေအမနဘတ်ရှင်းနဘတ်6နဘတ်ရှင်းနဘတ်ခွန်6ကြီးရနေဆိုတာ6ကြီးရနေဒီ3 5 10ဆိုပြီးကနန်းဆိုတာ ဒီနံပါတ်6နဲ့646ဆိုတာနံပါတ်4ကနေဒါ9ခွန်8ဆိုတာနံပါတ်2နဲ့69ခွန်လမ်းဆိုမယ်နံပါတ်ခွန်ပေါ့နော်သုံးများလေးရှင်းပြခဲ့ပြီပေါ့နော်အဲသူတို့နှလုံးလေးရဆိုရင်မဆိုးဘူးပေါ့နော်အဲဒီနံပါတ်ခွန်ကိုစောစောပုံမျိုးရိုက်ပါထွက်မလဲဆိုရင်ဒါအသုံးလုံးခွန်နဲ့ဒီနှလုံးရှယ်ဒီနောက်ငါးကိုရိုက်လို့ရှင်ပေါ့နော်ဒါအသုံးလုံး6နဲ့ဒီနှလုံးသုံးများနဲ့ပေါက်လိုက်နောက်6ပဲပြန်ဖြစ်နေတယ်ဆိုရင် ဒါအတုံးလုံး9နဲ့ဒီကနားနှလုံး9ပေါက်လိုက်နောက်ကနံပါတ်6ဖြစ်နေရင်ဒီကနားတုံးလုံး9နဲ့ဒီနှလုံးနဲ့နဲ့ပေါက်မှာနောက်ခွန်ဖြစ်မလားဆိုတော့လေတစ်ချက်စဉ်းစားပြန်နော်6 9 3 5 8 4နဲ့6နဲ့4နဲ့နှစ်တယ်အဲ့ဒီတုံးလုံး9နဲ့ဒီနှလုံးနဲ့မှာနောက်ခွန်ဖြစ်တယ်ဆိုလို့ရှိရင်ဘာချားမလဲ3 4ခေါ်နော်သူလည်းလွတ်တယ်ဗျာကာလူ3 4ဒါအပေါ်ပါဆော်လေကောင်ပေါ့နော်အဲ3 4ခေါ်ဆိုတာကတော့ကျွန်တော်တို့ဒါဒီကနားနှလုံးနဲ့ဒီကောင်နဲ့ဆော်တာပေါ့နော် အကိတုံညာရှိခွန်ဆိုဒီကောင်းတဲ့ဒီကနန်းနှလုံးနဲ့ကျွန်တော်ဆော့ပြတာပေါ့နော်အဲကိုကဒီကောင်းတဲ့ဆော့မလားတုံညာလေးနဲ့ဆော့မလားပေါ့နော်အဲ့တုံညာလေးခေါ်နေနဲ့မိမိနေနဲ့လေးဒါဝေဖန်နိုင်တယ်ပေါ့နော်ဟိုကောင်ခွန်လားမခွန်လားတော့မသိဘူးလေဗျာနော်ဒါခွန်ကြီးပြောတော့ကောက်ခွန်ပြေတာဟုတ်ဒါအမှန်ဆိုသူဒီကအတွင်းဖက်ကဆော့တော့မိုက်တာပေါ့အတွင်းဖက်ကဆော့တယ်ဆိုတာဒီခွန်ရှင်ကားဆိုတဲ့အတွင်းဖက်ကဆော့တယ်ကနေအောင်ပြောဒါအပြင်းနေဆော့တယ်ကနေ နော်ဒါခွန်ရှင်းစုံဒီကောင်ငားထဲတယ်ဒါမျိုးဆော်တဲ့ဘောတော့တိတ်ကောင်းတာပေါ့ဗျာဘေကနားမဆူဆော်လို့ရတယ်နော်အဲသုံးလုံး၆နဲ့သုံးများကို၆အဲ့လိုဆော်လို့ရတယ်နော်ဒါသုံးလုံး၉နဲ့ခွန်ဆို၆အဲ့လိုတွေကမှန်တာနော်ကြိုက်တယ်ကနန်းထဲဘေကနားထဲထဲပြီးလို့ရှိရင်အဲ့ဒီကနန်းသုံးလုံးနဲ့ဒီနှလုံးပေါ့သူ့အဖြစ်ရတဲ့နဘကုထဲအဲ့လိုကနန်းတွေကပုံမှန်နေလို့ 3D မှာမတိကိန်းကပုံမှန်နေနော်အဲ့လိုမတိကိန်းဆိုတဲ့ကနန်းကို ဆော်လို့ရှိကိုအတွက်ကပုံဖြစ်နိုင်တယ် နာပူဖြစ်နိုင်နေအဲ့ဒါဒါကတော့အပြင်စည်းကနေပြီးတော့ကနန်းစော်ပြတာနော်โอเคလားကျွန်တော်ပြောပြမယ်အခု3ခွန်းနဲ့ပတ်သက်လို့နော်အဲ3 4ခွန်းတို့3ခွန်းတို့အဲ့တော့နံပါတ်1ဆိုရယ်ကနန်းလေးပြောင်းနေလို့ဗျာဒီတကြီးပြောင်းနေလို့ဗျာနော်အဲ့နံပါတ်1ပြောင်းနေလို့ကျွန်တော်နံပါတ်1ကလေးတလုံးထည့်ပြီးတော့သုံးချက်လေးစော်ပြမယ်နော်ဒီမှာ1ကမပါဘူးဗျာဒီမှာ1ပါတယ်ကနန်းမျိုးလေးတစ်ချက်လောက်ထည့်အောင်လေး ဘာဖြစ်လဲဆိုသူကတကြီးကပွဲစားပွဲဆုံးမှာအခုချိန်ဒီတက်ဆိုတာ노ပြနေသေးတယ်ဆိုတော့ဘောက်တော့မဟုတ်သေးဘူးထင်တယ်အဲထွက်တော့သူထွက်လာလိုက်ပါလို့လို့ကျွန်တော်တော့ထင်လို့လေချိန်လို့အဲ့နေရာမှာနံပါတ်1အနေနဲ့ကနန်းကိုသုံးချက်လောက်ဆော်ပြလိုက်မယ်ဒီနော်အဲ့ဒါတုံညာတက်ခွန်ဆိုတဲ့ကနန်းလေးတလုံးကိုဟိုမရှုံးမရှက်ရှင်းရှင်းလေးဆော်ပြလိုက်မယ်လေအဲ့တုံညာဆိုတဲ့ကနန်းရဲ့ရိုက်ချက်တွေကသုံးချက်လေးနဲ့ရိုက်ပြမယ်နော် အဲ့ဒါဒီ3 3တဲဆိုရင်ကနားကိုသူခွန်လို့ထဲလိုက်တာဗျအဲ့ဒီ3 3တဲဆိုရင်ကနားခွန်လို့ထဲလိုက်တာဗျအဲ့လိုမျိုးလေးထဲရှင်းရှင်းလေးသူထဲလိုက်တယ်ထဲပြီးလို့ရှိရင်ကျွန်တော်ဒီ665 5ဆိုရင်ကနားလေးခွန်လေးထဲလိုက်တယ်သူအဲ့လို3လုံးခွန်လေးထဲတယ်ဒီမှာနံပါတ်4ရဲ့နံပါတ်3ညာရဲ့နံပါတ်3ရဲ့ခွန်ဆိုရင်ကနားနံပါတ်3ညာထဲချတာဒါဒါရိုးရိုးရှင်းရှင်းလေးကျွန်တော်ဆောလိုက်တယ်ကနားကဒါ3ပြင်လေးမှာဒီ3 3တဲဆိုရင်ကနားခွန်လို့ထဲတယ် ဒီ665ဆိုရယ်ကနောက်ခွန်လို့ထေးတာဒါ433ဆိုရယ်ကနောက်ခွန်ဆိုရယ်ကနောက်ထေးတာအဲ့ဒီခွန်ကလည်းသူကအလကားမခွန်ဘူးဘောနော်ဒါတွေ့တဲ့ကနောက်ကောက်ခွန်နေတာမဟုတ်ဘူးဒါအဲ့ဒီခွန်ဆိုရယ်နှစ်ပတ်ရဲ့အကြောင်းတရားတွေကဘယ်လိုတက်ရိုက်လာလဲဆိုဒီနှစ်တလေးဆိုရယ်ကနောက်နေတက်ရိုက်တာ ਨੇ အတူတူပဲအဲ့ဒါလည်းခွန်လို့တက်ရိုက်တယ်လို့သူကကနောက်ဆိုလို့ထားတဲ့နှစ်ပတ်မျိုးဖြစ်တယ် ဒီ669ခွန်ဆိုတာလေဒါ696ဆိုရေကနခွန်လို့ဒီလိုတက်ရိုက်သွားတယ်ကနလေးဖြစ်တယ်ဒီမှာ၄3ညာ3ခွန်ဆိုတာနဘခွန်နဘ3နဘခွန်ဆိုရေကနခွန်ပါပဲဆိုရေအသေးပဲပဲတက်ရောက်တယ်ငါဒီအသေးပဲတက်ရောက်လေဒီလိုကြီးလေခွန်ဖြစ်ပါပဲဒီလိုကြီးလေခွန်ဖြစ်ပါဒီလိုကြီးလေခွန်แท้ပါပဲဒီလိုကြီးလေခွန်แท้ပါဒီလိုကြီးလေခွန်แท้ပါပဲဒီလိုကြီးလေခွန်ဆိုရေကနရဲ့အသေးပဲရောက်တယ် အဲအဲ့ညမှာ तू ကငန်းတလုံးကို तू ကဘလို့စောပြသွားလေဆိုတော့ငန်းတလုံးကို तू ဘလို့စောပြသွားလေဆိုလို့ရှိရင်နော်အဲ့မှာ तू ငန်းထဲဖို့ထင်းဒီတစ်ချက်လေးရိုက်ပြမို့ပေါ့နော်အမ तू ပါသေးလားအာခဏလေးနော်ရိုးရိုးလေးကောက်ထဲပါလေ तू ကအာ तू ဘရိတ်လေးနဲ့ပဲပြန်ပြီးတော့ငန်းထည့်သွားလိုက်တာ အဲ့မှာဗျာဒီဒီဟာရှင်ပရိကြီးဖြစ်တာဗျာဒီကောင်ငါးတုံညာ၃ဟာရှင်ကြီးဗျာအဲ့ဒီရှင်ဆိုတာဒီနလေးနစ်ဆိုရင်ကနားထဲနလေးနစ်ဆိုရင်ကနားအဲ့မှာ၃နလေးဆိုရင်ကနားပေါ်တယ်ဗျာသူကရိုက်တယ်ကနားသူကနေရိုက်ထားတာဗျာနော်ဒီ၆တုံညာ၆တွေဘာဖြစ်တဲ့ညာဖြစ်ဒီကောင်ခရာဗျာနော်ဒီကောင်ခရာဆိုတဲ့သဘောတည်လားဒီပါလေနော်ဒါ၃၃တူကိုခွန်လို့ဒီကောင်ခွန်ဆိုတာဒီကနားလုံး၆ဒီ၆တရရနဲ့တူတူပဲသူကခရာပဲဒီကနေရိုက်တယ်ကနားမေဒါ၆တုံညာ၆ထုတ်ထားတယ်ကနား ဒါကတော့3069 69ဒီ6နဲ့6နှစ်ဆိုတယ်ခဏဟဲ့နှစ်ဆိုတာ66နှစ်ဖြစ်တယ်ဆိုတယ်ခဏဒါခရာပဲ3ညာ4 4ကနေတော့4 3ညာ3ခွန်ခွန်3ခွန်ဒီကဏ္ဍနှလုံး4ဆိုတော့9နဲ့9 4တရိုက်တာနဲ့အတူတူပဲဒါကြောင့်ဒီရှစ်ကြီးကိုဒီနှစ်လေးနှစ်ကကောက်ထဲတော့3နှစ်လေးဖြစ်သွားတယ်ဒီနှစ်ပေကြီးက3 9 4ဆိုတယ်ခဏကောက်ထဲသွားတယ်ဗျာအဲ့ဒါမှ6 4 6ဆိုတယ်ခဏဒီရှစ်ပေကြီးကဒါ6 9 10ဆိုတယ်ခဏသူထည့်ပြရမယ် အတူပုံစံလေးပုံစံခွက်လေးဝင်သွားတာအဲ့လိုမျိုးတော့ဝင်တယ်နော်အဲ့ဒါဒီမှာဒီ shift brake ဆိုတဲ့ကနားကသူကောက်ထဲတယ်ဒါမျိုးပြန်ကောက်ထဲတော့တော့သုံးနေလေးရထွက်သွားတယ်ဒီ shift brake ဆိုတဲ့ကနားလေးကဒါသုံးကားလေးဆိုတဲ့ကနားနှစ်ကလေးကောက်ထဲတော့လေ6လေး6လေးအောင်သွားတယ်ဒါ shift brake အဲ့ shift brake ကဒီကောင်ရှစ်ကိုတစ်ကိုလမ်းထဲဒီသုံးရတစ်ခွန်လေးအောင်နိုင်တယ်နော်ဒါကြောင့်သူတွားတာဒီသုံးသုံးတစ်ခွန်ဆိုတာဒီနှစ်တလေးကိုခေါ်လို့ထဲပြီးဒီ shift brake ကြီးကိုနှစ်လေးနှစ်ပြန်တွင်းလိုက်တဲ့တကွက်ချသွားတယ် အဲ့မှာလဲသူ665ကိုခွန်6969လို့ထည့်ပြီးဒီနှစ်ပြိကို35လေးကိုနှစ်လို့646တွေ့တော့လေအခုဒုတိယတတိယတပင်းကတော့ဒါလေး39သို့ခွန်ခွန်3ခွန်ခွန်ဒီ ship break ဆိုရယ်ကနေ69တျော်ရှ39တခွန်ဆိုရယ်ကနေနော်အဲ့တော့ဆိုလိုချင်တာတော့39တခွန်ဆိုရယ်ကနေဒီမှာကျွန်တော်တို့အခြေတဝင်ရှင်းထားတာနံပါတ်39နဲ့နံပါတ်ခွန်ကိုဒါအခြေတဝင်ရှင်းပြထားတယ်ကနေနော်အဲ့မှာတကြီးကနန်းထွက်လာခဲ့ရင်လေ ကျွန်တော်တို့အနေနဲ့ပေါက်စီဖို့ပေါ့နော်တကြီးအနေနဲ့ကနလန်းထဲရမယ်ဆိုပြီးကိုလိုပေါက်စီဖို့ဆိုပြီးတဘောနော်အဲအဲ့လိုမျိုးလေးပေါ့ဒါကတော့တုံညာခွန်ဦးစားပေးရည်ဒီကနန်းရဲ့အချိုးအချောင်းပြောရင်းနဲ့ဒါမြစ်တာလည်းဆောင်ဆိုလေကနန်းလေးတင်ပေးရခြင်းဖြစ်ပါလေနော်ဒီဦးမလားရပြီလားတော်ပြီလားအလုတ်ရှိရင်လည်းလှုပ်ရှားတော့လေနော်အလုတ်လည်းအလုတ်တွေလည်းရှိကြမယ်ထင်တယ်နော်အလုတ်တွေရှိကြတယ်မလားနော်အလုတ်တွေရှိရင်လည်းလှုပ်ကြပါတော့နော် အဲ့တော့ကိုတို့ YouTube ကနေပြီးတော့လေဒါလွင်ပေးနေပါတယ်လို့เนาะလွင်ပေးနေပါတယ်လို့ YouTube ကနေလေကနန်းကိုဒါ YouTube မှာတော့တချို့ကတော့မကြည်တက်ဘူးလားကြည်တလားတော့မသိဘူးလေနော်အကြည်တဲ့ဆိုလေဝင်ပြီးတော့ကြည်နိုင်ပါလေဘောเนาะအနိကကတော့ဒါရှုပ်လေအနိကကတော့ကနန်းစောတဲ့နေရာမှာတော်တော်လေးပတ်နံပါတ်ရတယ်ဒါအနိကမှာဆိုလို့ရင်ဒါ ကနမှာ9ရက်6ရက်4ရက်လုံးနေတာဗျာနော်9 64ဆိုတဲ့ကနညာလုံးချပတ်ချတွေအီးနေတာတော့တွေ့ရတဲ့အနီးကမ္မတော့လေဒါလေးကလေးတုံညာ3လေးရတော့ ဒါဒီ666သုံးများလို့668သုံးများလို့686သုံးများ668သုံးများ683သုံးများတွေရိုက်ထားတဲ့နံပါတ်သုံးများ။ဒါအဲ့လိုရိုက်တယ်။ဆော့ဆော့ပြောလိုက်တဲ့နံပါတ်၄ရတော့ဒါကျွန်တော်ဒီနှလုံးနဲ့66ထဲတာပဲဖြစ်ဖြစ်ပြကျွန်တော်ဒီသုံးလုံးသုံးများလို့686သုံးများလို့ဒါကျွန်တော်668သုံးများလို့884ကိုသုံးများလို့ထည့်ထားတယ်ကနား။ အဲ့မှာလေထိုင်ပါဗျာ38ပဲအဒီက9လေးကို3ရိုက်လိုက်69 8ရိုက်လိုက်နိနေကို3ရိုက်လိုက်9လေးကို8ရိုက်လိုက်နိတိ3ရောက်3ရိုက်သူက38 38 38ပဲရိုက်အဲ့ဒီနေရာမှာထိတ်စည်းလေးဆိုတာဒါအတုံးလုံး9 9ကနေပြီးတော့သူ2ခေါက်6 6ကနေပြန်9 9ကနေ2ခေါက်ပြန်6 6ကနေပြန်9အဲ့ဒါ6 9က2ခေါက်ကြီးအတွဲလိုက်ရိုက်တဲ့ကဒီမှာ56 6ဆို9 ကိုနှစ်ခါသုံးလေးကို6 6ကနေယူတော့သုံးလုံးကိုပြန်ရိုက်နှစ်ခါအဲကိုကနေသုံးလုံး6ရိုက်6နေသုံးလုံး9ရိုက်တဲ့နံပါတ်လေးအပြည့်ပြည့်စုံစုံပြောရတဲ့ကနန်းဆိုတော့ဒါတော့ဒီ969ကိုတုံများလို့ရိုက်တာ686တုံများလို့668တုံများ84တုံများဒါမျိုးပြီးထားတယ်ကနန်း43ဆိုရယ်ကနန်းအဲ့မှာလေတိုင်းတုံများဆိုတာတော့အခုကျွန်တော်ပြောတဲ့ခေါ်နေလေးရတယ်ကောင်သုံးရိုက်တယ် 也比如说你讲朝下看雪子也，雪比恁那个东边也，东边俺的个西北也，雪比恁的东窑东路也，南北东窑，哎，老天的跟那说的地下朝下说的个那朝，哎，朝下谷呢看朝天了，朝下里啊，伢伢说朝谷伢地了，朝里看看着雪谷看天的，西看谷说的个那累说了，你那里有天的，哎，那累的没差别，喏。 哎，那李爷来卖彩票呢？哎 <noise>，选票呢？人家就比哎干嘞，别事情托拿来卖钱的。哎，那李东伢东说点你家那边呢？李刚呢？李刚呢？家的？那李东个呢？李老板东呢？家的？那哎，那李爷吵架的？那李东伢东说的，那哎，陪李爷吵架，哎，那难怪。那多少的多少的，那打耍的李东伢东说的，那呢？打哭哎老选票那种地域真的多，彩票嘛啦，哎。 水边我哩，言语没了，啊！到那地都不爱你都伢都水边边，言语呢。不然那表话了，俺乡的，啊，拿不来五千万收了。过来对你们讲了，过路那里有大几十都在玩的咯，而且咱都表表语也一点没变咯。 ဒီမှာလို့နံပါတ်9ရေနံပါတ်6ရေနံပါတ်9ရေသုံညာလို့နံပါတ်6ရေနံပါတ်8ရေနံပါတ်6ရေပေါင်းလိုက်တဲ့သုံညာလို့နံပါတ်6ရေနံပါတ်6ရေနံပါတ်8ရေပေါင်းလိုက်သုံညာလို့ဒီနံပါတ်8ရေနံပါတ်8ရေနံပါတ်4ရေပေါင်းလိုက်သုံညာလို့အဲအဲ့ဒါဘာတွေထဲလာဆို0ဆိုတဲ့ကဏ္ဍတွေကိုအဲ့လို5 6 9သုံညာလို့ဒီမှာ6 8 6သုံညာလို့6 6 8သုံညာလို့8 8 4သုံညာလို့ အဲ့လေးသေးတယ်ဆိုရယ်ကနဒီလိုဒါသုံးလို့ကိုရိုက်လိုက်အဲ့ကိုကနေသုံးလို့6ကိုကောက်ရိုက်လိုက်အဲ့6ကနေပြီးတော့သုံးလို့ကိုထိုင်ရိုက်လိုက်ကိုကနေပြီးတော့သုံးလို့6ကြီးရိုက်6ကြီးကနေဒါသုံးလို့ကိုရိုက်မယ်နံပါတ်လေးအဲ့နံပါတ်လေးကဒီကနနှလုံးနဲ့ဆို66ထဲတာလို့ဒီကနနှလုံးငါးကို69ထဲတာလို့ ဒီကနန်းနှလုံးလေးကို၈၆ထဲတာလို့ဒီကနန်းနှလုံးလေးကို၆၈ထဲတာလို့ဒီကနန်းနှလုံးနဲ့၈လေးထဲတာဆိုတဲ့အကြောင်းပြောပြရတယ်။နော်အဲအဲ့ဒီတော့ကျွန်တော်နောက်ကတုံညာလက်ရိုက်တဲ့ကနန်းကလေဒါနံပါတ်၈နဲ့၆နဲ့၆ဦးတုံညာလို့နံပါတ်၆၆ရှစ်ဦးတုံညာလို့ဒီ၆၈၆ဦးတုံညာလို့၆၆ရှစ်တုံညာလို့၉၈၃ဆိုတဲ့ကနန်းကဘာဖြစ်လဲတုံညာဆိုပြီးနံပါတ်၃လို့ 嘛，那把鞋敲也敲下来，东家偏把呗，敲敲鞋来东家，敲鞋敲出来个哪来东家，敲敲鞋来东伢，古些多来，东家路尾偏的，个哎，你阿你来听个哪里里阿说，把路里的当你先来，所以你可也、念也、理也都路先的，道米路先，敲也、挨也、可也先路先的，石米路先，但你也、你也、古也都路先的。 冬米芽也绿也过也雪露水呢，雪边那也地也冬伢也白露水么嘞？冬露水么？哎了多白嘞！看也那也绿也多冬影水呢，冬水米秋也芽也看也里搞雪地水呢，雪水米那那过出来个那冬露水呢？冬米芽也绿也过也雪露水呢，雪边那也地也冬伢也冬露多还冬雪多和冬伢里来比差呢？ ဂနိုင်လို့ဆင်းလာလေဆိုတာလို့ခဲလို့ဒီရစာဆင်းတယ်ဒီ3လုံး6အဲဂနိုင်3လုံး6ဒီ6ကြည့်နေဖြေပြီးဒီကောင်3လုံး5လို့ဒီ5အောက်ဖြေပြီးဒီကောင်3လုံး9လို့ဒီကနားလုံး9ဖြေကောင်ဒီကနား3လုံး4လို့အဲဂနား3လုံး4လို့ဖြေတယ်လို့နာအဲ့ဒါ၄သုံးညာ၃လို့အဲ့ဒါလေးကိုကကိုကြည်စော်တာကဲရပြီကိုကိုလည်းမောပြီဆေးလိတောက်အော်ဆေးလိတောက်မယ်ဆေးတောက်တော့မယ် ရပြီလေနောက်ရကြပါနော်အဲဒါလောက်အနီးကလေးတွေကျွန်တော်နေနေတော့အဲ့ဒါလေးတွေအသုံးတပ်ပြီးတော့မှဗျာကနားလိုက်ဖက်တဲ့နံပါတ်2တော့လိုက်ဖက်မဲ့ထင်တဲ့နံပါတ်ပေါ်လीနော်ရွေးချယ်ပြီးတော့ဒါဆွာတာဟုတ်ဗျာနော်အဲလိုက်ဖက်မဲ့ထင်တဲ့နံပါတ်2ကိုခေါ်လိုက်တာစဉ်းစားတွေးခေါ်ပြီးတော့ဒါလောက်ပဲဒီနှစ်တန်းလောက်ပဲပြီးဆွာတာတော့တပါဝါကြမလားပေါ်လीအဲ့လောက်ပဲကျွန်တော်စဉ်းစားတာပေါ်လीနော်အဲတွေးခေါ်မိတာတော့အဲ့လောက်ကတော့တွေးခေါ်မိလေပေါ့နော် ဲโอเคလေးနော်ကျွန်တော်နောက်ရအားတဲ့နေ့လေးပါပဲတခြားမှုလေးနဲ့ကြည်ကြပြီးလဲတင်ပြလိုက်မယ်အားလုံးကျေးဇူးတင်ပါတယ်လို့နော်အားလုံးအဲဒီ20နဲ့ဒီချိန်ကြီးမှာအဲအားလုံးလည်းပေါ့ကြပါစေပေါ့နော်